ဒါပြင်ဆရာမိတ်ဆွေတင်းလာသားသမီးတွေဘယ်ကနေကြည်နေတာလဲဆိုတော့လေဆရာကိုခေါမှန်လေးဝင်ရေးပြသွားကြပါဦးခင်ဗျာယေစုတင်ပါလေကျေတော့2025ခုနှစ်မတ်လ3လပိုင်းတွင်မှနင်းလာသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအပြင်းဆိုင်အတိုက်ခိုက်တွေရံများနေတာမျိုးဖြစ်စီစိတ်ထဲမှာတခုခုကိုအလိုမကျနေတာမျိုးစိတ်တိုင်းမကျတာမျိုးဒီကြုံနေရတယ်လက်ရှိမိတ်ဆွေရဲ့စိတ်ထဲမှာ ဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်တိုင်းမကြဘူးငါတီးထပ်ဖို့လုံနိုင်ရမှာဆိုတာမျိုးကိုကိုကိုအဲအလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်မိသားစုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အိမ်သွေးရင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လက်ရှိစိတ်ထဲမှာမိမိနေနဲ့ငါတီးထပ်ဖို့ကြိုးစားနိုင်ရမယ်ဆိုတာမျိုးငါတီးထပ်ဖို့လုံနိုင်ရမယ်ဆိုတာမျိုးတွေစိတ်ထဲမှာစိတ်မဝင်မကြနေတာမျိုးအာမရနေတာမျိုးစိတ်တိုင်းမကြနေတာမျိုးတွေဖြစ်ပေါ်နေတော့လာဖြစ်တယ်ထို့အတူလုပ်ငန်းကိစ္စအလုပ်ကိစ္စ မိတ်ဆွေရဲ့ဒီတရတာတော်တွေမှာဆိုရင်ကံဝေချုံကုန်ပြောရလို့ရှိရင်တော့အဲလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာနှစ်ခါပြန်လုပ်နေရတာမျိုးတုံးမဟုတ်လို့ရှိရင်လေကိုမိခဲ့လို့ပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုခုပဲဖြစ်စေတစ်ချိန်တစ်ချိန်ထပ်ပို့ပြီးစူးစမ်းရတော့လာဖြစ်တယ်တို့ရတွင်တစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့စူးစမ်းရတယ်ဆိုတာ အလုတ်တစ်ခုတည်းကိုပဲနှစ်ကြိမ်ပြန်လှုပ်ရတာမျိုးကိုဆိုလို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီခရီးကိုသွားပြီးခါမှနောက်တစ်ခါပြန်ထပ်သွားရတာမျိုးဒီလုပ်ငန်းကိုလုပ်ပြီးခါမှကိုယ့်ကိုပြန်သွားရတာမျိုးဒီဂျုံဟာတက်တယ်လို့ကိုယ့်ကိုယ်ကိုလည်းငါတီးတဲ့ပိုလုံနိုင်ရမှဆိုပြီးတော့စိတ်ထဲမှာဘဝမချနေတာမျိုးဖြစ်ပေါ်တတ်တော့လာဖြစ်ပဲသို့တော့မိတ်ဆွေရဲ့ကံကိုက လာဘူကဒီစိတ်ထဲမှာအဲ့ဒီလိုဖြစ်ပေါ်နေတတ်တဲ့အတွက်ကြောင့်မလို့တော့ဆရာရဲ့ဟောစတဲ့ဟူကြည့်ပြီးစိတ်ဓာတ်မကြပါနဲ့ဒါအောကံဆိုတာကိုလက်ခံထားဖို့တော့လိုအပ်ပါတယ်။ဂျမ်းမာကြီးဂျမ်းမာကြီးနဲ့ပတ်သက်ရင်ထွထွတူတူတော့ဘာမှမရှိဘူးမိတ်ဆွေတနင်းလာသာသမီတွေဟာဂျမ်းမာကြီးနဲ့ပတ်သက်လာရင်အထူးသဖြင့်ဦးကောင်းနဲ့ပတ်သက်ပြီးကြိုက်ခဲတာမျိုးလေးတွေဂျုံအပ်တတ်တယ်။မျက်စိနဲ့ပတ်သက်ပြီးတော့အာယုံကြောနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဂျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့အဲ အနှင်းငယ်ဖြစ်ရတာမျိုးလေးဂျုံဝတ်တတ်တော်ညာလဲဆဆူဝဝတော့ပါမှာမရှိလာပါဘူး။သွေးအားနှဲတာမျိုးလေးတွေသွေးတိုးတာမျိုးခေါင်းမူကောင်းကြိုက်တာမျိုးမျက်စိအာယုံကျောနဲ့ပတ်သက်တာလေးတွေမှာတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်။သို့တော်ပါမှာတော့ဆဆူဝဝပါမှာမရှိနိုင်ပါဘူး။အခေအဲ့ဒီထံမှာပုံမူပြီးတော့ကျမရင်ညံ့လာပြီဆိုရင်တော့အထူးသဖြင့်အိမ်မက်တွေလည်းမကောင်းမကောင်းတဲ့အထက်ပညာအတိုက်ခိုက်တွေလောကီပညာရဲ့တန်းနှက်တိုက်တင်နဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေ မိမိရဲ့လုပ်ငန်းကိုဖြစ်စေအလုပ်ကိုဖြစ်စေလုပ်ငန်းတူကဖြစ်စေမနာလိုလိုပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့တတိထားဆင်ကျင်ပေးရန်အတွက်တော့တတိပြုရန်အတွက်တော့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပေးရစေခင်ဗျာအလုံးနဲ့ပတ်သက်ရင် လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဒီကာလအတော်အတွင်းမှာလုပ်ငန်းသစ်အလုပ်သစ်စတင်လှုပ်ဆောင်တာမျိုးဆိုရင်ကိုယ့်ရဲ့အမိခံပြီးလှုပ်ဆောင်တာမျိုးလေးတွေအားနည်းပါတယ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးလေးတွေထပ် မိမိအနေနဲ့တဦးတယောက်နဲ့ဆက်တူလောက်တာမျိုးတွေကိုယ်အမိမခံမဲနဲ့ရှယ်ယာဝင်တာမျိုးအစုရှယ်ယာဝင်တာမျိုးဖြစ်စေမိမိရဲ့အမျိုးသမီးဇနီးမယားအိမ်နောက်ဘက်မိသားစုဝင်တဦးတယောက်ရဲ့အကူအညီနဲ့လှုပ်ဆောင်တာမျိုးကပို့ပြီးအားသာကောင်းမှုပြီးတော့ကိုယ့်ရဲ့အမိနဲ့ခံပြီးတော့ဥဆောင်တာမျိုးတွေတတိထားစင်နေပေးဖို့လိုအပ်ပါတယ်ထို့အတူလုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုတိုးရှက်လုပ်ကင်ခြင်းထက်လုပ်ငန်းတဲ့အလုပ်တွေကိုစဉ်းစားတာကပုံမှန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ် ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့တင်းလာသားသမီးမိတ်ဆွေတွေအဖို့ဒီရဲ့တုံးလာပိုင်းဟာမိတ်ဆွေတို့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ဂျန်နာကြောင့်တော့ဘာမှမညံ့ဘူးငွေကြီးအကုန်ကြများလာရင်အိမ်သွင်းရေးကိစ္စလေးတွေကြောင့်မိသားစုရေးကိစ္စလေးတွေမှာငွေကြီးနဲ့ပတ်သက်လို့ငွေမမြဲတာမျိုးအိမ်တွင်းလူမှုရေးကိစ္စလေးတွေကြောင့်အဲ ငွေကြီးနဲ့ပတ်သက်ရင်မိသားစုကိစ္စလေးတွေကြောင့်ပေးမလောက်တာမျိုးငွေမမြဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတနင်္လာသားသမီးတွေကငွေကြီးနဲ့ပတ်သက်ရင်ဒီရက်၃လပိုင်းအတွင်းမှာဆိုရင်တော့အဲဟိုကိုယ့်လက်ထဲမှာရှိရင်ပေးလိုက်အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုကတတ်နိုင်ရင်တတ်နိုင်ရင်ထုတ်ပေးလိုက်ဝင်မပြောနဲ့ဝင်ပြောရင်ကိုကိုကိုလာပြီးတော့မဲတာမျိုးတွေပါတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့ အပြင်းနဲ့ဆိုတဲ့တယ်အိမ်တွင်းရေးလူမှုရေးကိစ္စလေးတွေမှာအတက်နိုင်ဆုံးမျက်နှာရှင်းဆိုင်ရင်ကိုတဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာပฏิပခါလေးတွေပေါ်လာတတ်တယ်ကိုကဖြစ်နိုင်ရင်နေတတ်အောင်နေမနေတတ်ရင်ဝင်ပြောမိကမှဇေဒနာတွေဝေဒနာဖြစ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့အိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စလေးတွေမှာတော့အတက်နိုင်ဆုံး ဝင်မပါဘူးနဲ့တကယ်လို့ပါခဲ့ရင်တော့အမွေကိစ္စတွေအမှုကိစ္စတွေမှာကိုကိုတိုင်ဥစည်းဥဆောင်မလုပ်ဘူးလူအချောင်းနဲ့လှုပ်ရင်ညံ့ချောင်းဆရာကထထောင်ပြောလိုက်ပြရစီကောင်းပြီအကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်တနင်္လာသာသမီမိတ်ဆွေများအဖို့ဒီလာတာအတော်တွင်းမှာဆိုရင်တော့စက်ပစ္စည်းလုပ်ငန်းတွေအကျိုးပေးတဲ့စံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာတွေကိုပိုင်လုပ်ငန်းတွေစိုက်ပျိုးသီးနှံနဲ့ပတ်သက်တာတွေချစ်တို့ဆောင်ရွက်လှုပ်ဆောင်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေစာရေးကိရိယာကွန်ပျူတာကြောင့်တဲ့အဆရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးစီးပွားလုပ်ငန်းအဲစားတောက်ကလုပ်ငန်းတွေအကျိုးပေးတယ်ပေါင်းစုစုဝေးလိုရတဲ့လုပ်ငန်းတွေအကျိုးပေးတယ်အလားကုန်တဲ့ပတ်သက်တာမျိုးတွေအက်ချုပ်တာမျိုးဆက်ချုပ်တာမျိုးအထယ်လေးလုပ်ငန်းတွေထိထိပနတ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအရွှေလိုဘောလိုမော်ဘောလိုမန်းလိုအဆရှိတဲ့လုပ်ငန်း twin ထွက်ပစ္စည်းလုပ်ငန်းတွေလက်စစ်ပစ္စည်းတွေအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်အကျိုးပေးအားသာသောကာလဖြစ်ပါတယ် အနုပညာနဲ့ပတ်သက်လာတဲ့အခါမှာတော့အားနေပါတယ်အနုပညာရှင်များတနင်္လာသာသမီများဟိုကတော့ဒီလာတာတို့တွေမှာမိမိရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့သဘုတ်လေးလွင်ပြောခံရတာမျိုးလေးတွေဖြစ်စီသတင်းမှာသတင်းဆိုးလေးတွေကြုံကြော်ကြားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့လို့မိတ်ဆွေအနုပညာရှင်များအဖို့ကတော့ဒီကဏ္ဍမှာမိမိအနေနဲ့မီဒီယာတို့အပြင်လောကတို့နဲ့မထိတွေ့တာကပုံမှုအကောင်းဆုံးဖြစ်ပါလိမ့်မယ်သို့သော် အနုပညာရှင်များကိုအားနည်းသက်ပေမဲ့လို့အနုပညာလုပ်ငန်းဆိုင်ရာလူသုံးပုံပစ္စည်းတွေခြေလိုဆောင်ရွက်အားသာကောင်းမှန်ပါတယ်အလှပရေးရာနဲ့ပတ်သက်ပြီးတော့ဖြစ်စီအလှကုန်ပစ္စည်းတွေနဲ့ဖြစ်စီခန်းစားတက်ဝင်မှုအားကောင်းမှုလုပ်ငန်းလေးတွေနဲ့ဖြစ်စီခြေလိုဆောင်ရွက်လှုပ်ဆောင်မှာအကျိုးပေးပါတယ်ရွှေလုပ်ငန်းတွေဖြစ်စေရွှေဝင်လာတာမျိုးစပစ်စီရင်နဲ့ပတ်သက်ပြီးတော့ဝင်လာတာမျိုးတွေချေတူဆောင်ရအာတာကောင်းမှုပြီးတော့တိုးတက်နိုင်ပြီးတဲ့အခါ အလုတ်ဟောင်းကြီးကိုအစဉ်ပြေအောင်စူးစမ်းနေတာမျိုးထက်လုပ်ငန်းတစ်တခုခုကိုစတင်ပြီးတော့စူးစမ်းလှုပ်ဆောင်ရင်းနဲ့တွေးခေါ်နေရင်တော့ဖြင့်ချီချီဝေးတိတ်တွေးနေနဲ့စူးစမ်းလှုပ်ဆောင်လိုက်ပါအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေမှာချီတိုးဆောင်ရလှုပ်ဆောင်မှာအာသာကောင်းမှုပါတယ်ထို့အတူပဲ အနုဆနာလိုပဲ passport visa လုပ်ငန်းနဲ့ပတ်သက်ပြီးဖြစ်စေနိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးပြည်ပနဲ့ပတ်သက်တာမျိုးတွေရှိတူဆောင်ရလှုပ်ဆောင်မှာတိုးတက်နိုင်ပါတယ်အစိုးရဝန်ထမ်းတွေယာထူးရခံပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ယာထူးတိုးလို့တဲ့သူတွေယာထူးတက်လို့တဲ့သူတွေယာထူးတွေတက်နိုင်တယ်ဒါပေမဲ့ အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အအရှိတင်စကားပြောရတာမျိုးလေးတွေမဖြစ်စေနဲ့အမိမိရဲ့ကံကိုရာထူးတက်မဲ့ကံကိုမလိုလားအပ်ဖ ೇನೆ ပြဿနာအတိုက်ခိုက်တွေအကြံအကြာတွေပေါ်တက်တော့လာဖြစ်တဲ့အတွက်တောင်မလို့ဖြစ်နိုင်ရင်အထက်လူကြီးနဲ့ပတ်သက်ရင်စကားအများကြီးမပြောနဲ့အမားအများကြီးပါတတ်တော်လာဖြစ်ပြီးတော့မိမိဖြစ်ရှင်တဲ့အရာဖြစ်လို့တဲ့အရာတွေကိုရင်ထဲမှာတိုးတိုးသိမ့်သိမ့်ထားပြီးတော့လုပ်ပါ ဖြစ်ရှင်တဲ့အရာတွေဖြစ်လို့တဲ့အရာကိုငါတို့ဘာကြီးလှုပ်လိုက်မှာဆိုရင်တော့ဖြင့်မတိုးတက်နိုင်မယ်နဲ့အဲ့ဒီအကြံအစီတွေကအကြံအကြာအဖြစ်အတော့အဖြစ်အနှောင်လေးတွေပေါ်တက်တော့လာဖြစ်တာတော့ကျင်းတည်စရာပြောရပါတယ်။ခောင်းပြီးဒီရဲ့၃လပိုင်းတွင်မှာတနင်္လာသားသမီးမိတ်ဆွေများဖို့ပညာရင်းနဲ့ပတ်သက်ရင်တော့ ကိုကပြန်ရင်းနဲ့ပတ်တိုင်အားနေတော့လာဖြစ်တဲ့အတွက်ကိုတင်ယူလိလာနေတာမျိုးထက်ကိုတက်မြောက်ပြီးတော့ပညာရက်ကိုဘလို့တိုးချဲ့ပြီးတော့အသုံးချမလဲဆိုတာကိုစဉ်းစားသင့်တော့လာဖြစ်ပါတယ်ခင်ဗျာထို့အတူပဲမိတ်ဆွေတို့အနေနဲ့အဲဒီလာတာအတော်တွင်မှာဆိုလို့ရှိရင် လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်လည်းချစ်တို့ဆောင်ရအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အထူးသဖြင့်သတိထားစီနေရမှာကတော့နံပါတ် 1OA ချမ်မီမီယာနဲ့ပတ်သက်ပြီးတော့ ဝေရာမျိုးလေးတွေမြေအဝင်မတော်တာမျိုးလေးတွေဖြစ်စီအားနေစီပါတယ်အမှုကိစ္စအမွေကိစ္စလေးတွေမှာတတိထားဆင်ကျင်ပြီးပါအိမ်နွေးရေးကိစ္စတွေလူမှုရေးကိစ္စတွေ အာမခံပြီးတာမျိုးလေးတွေမိတ်ဆွေအရင်အရှာတွေကိုအာမခံပြီးတာမျိုးလေးတွေအာရပါတယ်ကွာလှုပ်ပေးလိုက်ပါငါအာမခံပါတယ်ဆိုတာမျိုးလေးတွေမလှုပ်ပါနဲ့တို့ပြင်မိမိရဲ့အိမ်တော်မှမသိအောင်ငွေကြေးကိစ္စအလုပ်ကိစ္စမဖြစ်နိုင်ရင်မသိအောင်လုပ်ထားသောကိစ္စလေးတွေရှိလို့ရှိရင်လည်းအဲတတိသားစင်ကြီးဆောင်ရွက်ပါပေါ်လာတာမျိုးလေးတွေပြဿနာအတိုက်ခိုက်လေးတွေပေါ်လာတတ်တော့လာဖြစ်ပါတယ်မိသားစုနဲ့ပတ်သက်ပြီးအိမ်သွေးရေးနဲ့ပတ်သက်ပြီးထပ်မှာပါမယ်ကိုကပေးနိုင်ရင် ပေးလိုက်မပေးနိုင်ရင်စိတ်စိတ်နေပါစိတ်စိတ်မနေလို့ရှိရင်ပြဿနာတိုက်ခိုက်တဲ့တုံးနဲ့တူတယောက်နဲ့တယောက်အလွဲလျှော်လေးတွေအထင်းငော်လေးတွေမျက်နှာရှင်းဆိုင်ရင်ကိုပြဿနာတိုက်ခိုက်လေးတွေပေါ်ရတတ်တဲ့အတွက်သတိထားပါမိတ်ဆွေဟောင်းရှစ်သူဟောင်းရီစာဟောင်းအဆရှိတဲ့အဟောင်းတွေဘာမှအကျိုးမပေးပါဘူးခင်ဗျာအဲ့တော့အဟောင်းဆိုရင်ဝေးဝေးကသာရှောင်လိုက်ပါလုံငန်းဟောင်းအပေါင်းတင်ဟောင်းမိတ်ဆွေဟောင်းနေတဲ့တတိထားစင်ပြေးဖို့လိုအပ်ပါတယ်။ဒါအပြင် မိမိကိုပါဝင်ခြင်းမဖြစ်စေလုပ်ငန်းတူအဖြစ်စေမနာလိုဘူးလို့ချင်းချောက်တာမျိုးတပုတ်လင်လွင်ပြောတာမျိုးအကောင်းနဲ့ဖြစ်စေအဆိုးနဲ့ဖြစ်စေမဟုတ်၍ဖြစ်စေဟုတ်၍ဖြစ်စေကောလာဟာလာတဲ့ရင်နေကောလာဟာလာမဟုတ်မဟုတ်တဲ့ရင်လေးတွေလွင်တာမျိုးလေးတွေကြုံအားတက်တာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပြီးခဲ့ပြီးသားအရာတွေကို နောင်နှရနေတာမျိုးမလုပ်နိုင်နဲ့ တရင်ဆိုးတွေနဲ့ပတ်သက်ပြီးတော့တပုတ်လေးလင်းပြောရတာမျိုးတွေကိုလိုက်လံပြီးတော့ရှင်းရင်ရှင်းလေရှုပ်လေဖြစ်တတ်တော်လားဖြစ်တော့ကြောင့်တတိထားစင်ရင်ပြုမူရန်လိုအပ်ပါတယ် လုပ်ငန်းသူအလုပ်သူတွေကမနာလိုလိုမိမိကိုအပြိုင်ဆိုင်တိုက်ခိုက်တွေကအင်းနဲ့တိုက်တာမျိုးလေးတွေမိမိကိုနှစ်ရှည်လာများစွာမိမိရဲ့မိတ်ဆွေအဟောင်းလေးတွေကတတိထားစင်ကြင်ရန်လိုအပ်ပြီးတော့မိမိရဲ့မိတ်ဆွေဟောင်းပေါင်းတဲ့ဟောင်းလေးတွေကအဲဆွမ်းလာလို့မထင်မှပဲနဲ့ငွေကြီးရဲ့လိန်ညာလေးတွေဖြစ်စေအယုံတက်တာမျိုးလေးတွေဖြစ်စေဖြစ်တတ်တဲ့အတွက်တော့ဖြစ်နိုင်ကိုကလွဲရင်ကို့ထူတော်မယုံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာထို့တူ ဆွေမျိုးသားချင်းကိစ္စလေးတွေမှာအဝေးမှာရှိနေတဲ့ဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတာမျိုးညီအကိုမောင်နှမတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့ရက်ဝေးခရီးသွားကိစ္စလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာအားသာကောင်းမှာပါတယ်။တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိတ်ပဲအတိုင်းပဲအပြောင်းလဲလေးတွေလောက်တာမျိုးဖြစ်စေရှေ့တူဆောင်ရွက်ပါ ဘာသာရေးဆောင်ရာပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးအလက်ဆောင်ရတာမျိုးဝင်လာတာမျိုးဖျားပုံတော်စင်တူတော်ဇေဒီပရဝံအစရှိတာမျိုးဖုန်ကြီးယဟန်ပုံတော်တွေဖြစ်စီမိမိယုံကြည်ရသောဘာသာရေးဆိုင်ရာပစ္စည်းလေးတွေရရှိလာပြီဆိုရင်တော့မိษွေတနင်းလာသားသမီးများဖို့ကတော့ကံကောင်းပြီလို့မှတ်ယူပြီးတော့ထီကံဆန်းတာမျိုးဖြစ်စီအကျိုးပြုစေတယ်အကျိုးပေးတော့ကဏ္ဍအခရာအနေနဲ့ဆိုရင်တော့6ကနန်း၄ကနန်း၄ကနန်းဟာမိษွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အာသာဇေနိုင်တော့လား ဖြစ်ပါတယ်ခမညာလူငယ်တွေအရှိရေးမှာတော့မိမိရှိတော့မျက်နှာသောသူကိုဖွင့်ပြောတဲ့အခါမှာစိတ်ရှိရှိနဲ့အေးအေးပြောတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်မဟုတ်လို့ရှိရင်အထင်လွဲခံရတာမျိုးဖြစ်စေကိုက အခွင့်အရေးသမားလိုအထင်ခံရတာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့တော့ဒေချာပါတယ်အောင်းတွဲတော့ပို့လာမင်းကိုညာတက်တဲ့အတွက်ကြောင့်ကိုကိုတိုင်ဖိတူဖေမီနန်တစ်ဆိုင်ပြီးပြောဆိုတာကပုံမူအာသာကောင်းမှာပါတယ်ဒါပေမဲ့တစ်ချိန်နည်းနဲ့တော့ဆရာအထင်နဲ့ချော့ချော့ရှူရှူပြီးမှမထင်ဘူးနှစ်ချိန်သုံးချိန်လောက်ပြောဆိုတာမှအဖြေရမယ်လာဖြစ်ပါတယ်ထို့အတူပဲအိမ်တော်ရှင်များအဖို့ကတော့အိမ်တွင်းရေးကိစ္စလေးဒီမှာအထက်မှာဆရာပြောခဲ့တဲ့အတိုင်းညံ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့သတိထားပါ ်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပြော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့အဲအထည်ပြောရရင်တော့နော်ကြွေတလဲကြက်တခုလောက်တဲ့ကိစ္စတွေအလောင်းကစားအပြော်ပါးနဲ့ပတ်သက်လာရင်တော့တိုင်းနာသားသမီးမိတ်ဆွေများဖို့ဒီကာလမှာဖြစ်နိုင်ဗဇက်ကတော့လောင်းမလာမပြောနဲ့အဲ့ဒီအလောင်းကစားရှုံးတက်တယ်ဆိုတဲ့အကြောင်းဆရာကပြောလို့ရတဲ့အတွက်အလောင်းကစားနဲ့ပတ်သက်တာအပြော်ပါးနဲ့ပတ်သက်တာလေးတွေမှာတော့အတတ်နိုင်ဆုံးလိုတာထပ်ပူပြီးတော့မလုံဆောင်မှုနဲ့တတိထားဆင်ကျင်ရလိုအကြောင်းထပ်လောင်းအကျင့်ကြီးဖန်ဖန် သတိပေးပြောကြားလိုက်ပါစေထပ်မရင်ပါလေအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအားနေစီပါတယ်ဂျာဆာပရင်းနန်နေဖြစ်တဲ့အလောင်းကစားအပြောအဖတီတီဘနဆော်ရီအဂျာဆာအလောင်းကစားအပြောအဖနဲ့ပတ်သက်တာတွေအဖွဲအစည်းအစဉ်ဖွဲ့နဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေလူမှုရေးကိစ္စတွေမိသားစုကိစ္စတွေအိမ်ဝင်ရေးကိစ္စတွေဟုတ်ဂျာဆာပရင်းကျုံနဲ့ပတ်သက်တာတွေအတွေးလွန်တာတွေညာအိမ်မပြောတာမျိုးလေးတွေဖြစ်တတ်ပါတယ်ပဖပပမဆိုတဲ့အတိုင်းပဲအားလုံးကညံ့တာမျိုးလေးဖြစ်တတ်တဲ့အတွက် ဒီကလာတော့တယ်မှာအများကိုဥဆောင်ပြီးတော့ကိုကလောရတဲ့အလုပ်တွေအများကယုံကြည်အားကိုးတဲ့အလုပ်တွေကိုဖြစ်နိုင်ရင်လက်ရှောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာကောင်းပြီဆိုတော့မိတ်ဆွေများဒီကလာတော့တယ်မှာသားသမီးမှနေဝေးမှရှိတဲ့သားသမီးတွေရဲ့သတင်းကောင်းလေးတွေကြားရတာမျိုးစိတ်ချမ်းသာစရာသတင်းမျိုးလေးတွေကြားရတာမျိုးတွေဖြစ်ရတတ်တယ် ထို့တူပဲဆွေမျိုးသားချင်းတွေရဲ့ရဝင်းမှာရှိတဲ့ဆွေမျိုးသားချင်းတွေရဲ့အလှူတွေကြားရတတ်တယ်လို့ညီကိုမောင်နှမတွေအဆက်အသွယ်ပြန်နေပြန်လဲအဆက်အသွယ်ရရှိတတ်သောလာဖြစ်တာတော့ဂျင်းတီအေကံမလွဲဘူးအသေးချာပဲဖြစ်ပါလေခမညာထို့တူမိတ်ဆွေတို့အနေနဲ့အဲဆွမ်းအားလို့နေရာထိုင်ခင်းရာထူးလုပ်ငန်းနဲ့ပတ်သက်ရာထူးလုပ်ငန်းတိုးနိုင်တယ်ရာထူးလုပ်ငန်းတက်နိုင်တယ်သို့တော့ ိုးအိမ်ချံပြီးဝဲတာမျိုးလေးတွေအာမခံတာမျိုးလေးတွေတော့အတတ်နိုင်ဆုံးသတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေဒီလတာတော်တွင်မှာဆိုလာတိုင်းလာတိုင်းမှာ15ရက်12ရက်10ရက်နေတွေကိုအရေးကြီးသောကိစ္စတွေကိုဖြစ်နိုင်ရင်မပြုတ်မှုမဆောင်ရွက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ကံရဲ့ညံ့မှုကိုရရှိစေတယ်ဒီလတာတော်တွင်မှာမိတ်ဆွေတို့ကိုအိမ်တော်ရှင်များဖို့တဦးနဲ့တဦးတယောက်နဲ့တယောက်အတူရှိနေသူတွေကတော့ မတည့်အတူနေမမြင်ချောင်းကြည့်ဖြစ်နေတတ်တယ်လို့သမီးကြီးစားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဲဆွမ်းလာလို့ဟို အိမ်အောင်ပြုရန်အတွက်ဆေးဆက်ရန်အတွက်အနာဂတ်အတွက်ရည်မှန်းချက်အတွက်တိုင်ပင်ရန်ဖြစ်စီပြောဆိုရန်ဖြစ်စီအကောင်းဆုံးကာလအိမ်အောင်ပြုဆေးဆက်ရန်အတွက်ရည်မှန်းရန်အတွက်နှလွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲနော်ဆွဲတော်ရွက်လေးလို့နှလွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲဘဝရဲ့တစ်ခုကိုတိဆောက်ရန်အတွက်အရှိန်ချရန်အတွက်ညှိနှိုင်းတိုင်ပင်တင်သောလာဖြစ်တာတော့အတေချာပဲဖြစ်ပါတယ်ခမရထို့ပြင်မိတ်ဆွေတို့ဒီအဖတ်တာတော်တွင်မှဝေးခွာနေသောအိမ်အောင်ဘတ်တည်းရဲ့တည်င်းနှစ်မျိုးကြာရတတ်တယ် ဥစွာပရမသတင်းစိုးကြပြီးတော့သတင်းကောင်းလာတာမျိုးလေးတွေသတင်းကောင်းလာပြီးမှသတင်းစိုးဖြစ်ရတာမျိုးလေးတွေကြုံရတတဲ့အတွက်ဝေးกว่าနေတော့အိမ်အောင်ရှင်များဘုရားတော့အဲသတင်းစိုးတွေမလာစီရန်အတွက်ဆိုရေရရလေးဆီရတခုပေးလိုက်ပါမယ်သတင်းစိုးတွေပြက်ပြဲစီရန်အတွက်ဆိုရင်မဖြစ်လာအောင်လို့ဆိုရင်မိမိအိမ်အတွင်းမှာရှိတဲ့တပတ်စီအချောလေးတစ်ချောင်းကိုစီရရေရရခါလေးပေးလိုက်မယ်နော်မိမိအိမ်အတွင်းမှာရှိတဲ့တပတ်စီအချောလေးပြောင်းခီးထွက်တဲ့ဘာဖြစ်တဲ့ညာသွားတဲ့ဆိုစိုးရိမ်နေတဲ့စိတ်တွေလေးနေတယ်ဆိုရင် အိမ်ထဲမှာလဲတဲ့တပစီလေးတစ်ချောင်းကိုအိမ်ရှိမျက်နှာစာကိုထွက်ပြီးတော့ကောင်းပြင်ကိုထောင်မှာတပစီကိုလေထဲမှာတပစီလိုက်လဲလိုက်ပါဒါဆိုရင်သတင်းစိုးတွေပြက်ပြဲသွားပါလိမ့်မယ်ခင်ဗျာကောင်းပြီနော်နောက်တစ်ခုနောက်တစ်ခုကမိတ်ဆွေတို့ဒီလာတာအတော်တွေမှာအကျိုးပေးစေသောမိသားအနေနဲ့ဆိုရင်တော့အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဖြစ်စေတောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေရာကံရဲ့အာသာတူတက်မှုကိုရရှိစေနိုင်သလိုအရေးကြီးသောကိစ္စရက်တွေခရီးထွက်မှုကိစ္စလုံခြုံမှုကိစ္စ အတွင်းရေးကိစ္စတွေတိုင်းမင်းစစ်ဆက်တဲ့အခါမှာစနေသားသမီးတို့မဟုတ်စနေရက်တွေမှာလှုပ်ဆောင်တာဟာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့အရှိတောင်တောင်အရက်ဖြစ်စီတောင်ဆူဆူရက်ဟာမိဆွေတို့ရဲ့ဂံကိုအာသာပြီးတော့စန်းတီတော့အကျိုးပေးသောအရက်ဟာအရှိတောင်တောင်အရက်ဖြစ်ပြီးစန်းတီရာအရက်ကတော့တောင်အရက်ဖြစ်ပါတယ်အကျိုးပေးစီသော အရာအနေနဲ့ဆိုရင်အစိမ်းရောင်အသားရောင် နီညိုရောင်နေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အားသာကောင်းမွန်ပြီးကံကောင်းစီပါလေမိတ်မိတို့ရဲ့ရောင်းကုန်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိရဲ့ကုန်ပစ္စည်းတွေအယောင်းထွက်စီဖို့ဆိုလို့ရှိရင်တော့ဆရာတို့ဟိုမင်းမျိုးပန်းလေးသုံးသုံးပွင့်ကိုကင်ပြီးတဲ့အခါမိမိရဲ့ကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတို့ပြီးတော့ရိုက်ပုတ်ထိတို့ပြီးဘဇက်ကနေရောင်းထွက်အောင်ပြောဆိုမောင်းနှင်းထုတ်လိုက်ပါဒါဆိုရင်ရောင်းထွက်သွားပါလိမ့်မယ် အထိတ်ချံပြုလို့ရဲ့ဆရာရဲ့တနင်္လာသားသမီးမိတ်ဆွေများအဖိုးကတော့တံပါတံဘုတ်တော်ဆိုတော့ပတိကိုတနေ့ကို72ရက်ပတ်နှုန်းနဲ့72ရက်တိတိအတိတ်တံဝင်ပါကမိတ်ဆွေရဲ့ကံဟာတိုးတက်ကောင်းမွန်ပြီးတော့အားသာပါလိမ့်မယ်။အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမပြောမီဆရာငယ်နာပြည်ရင်မိရှင်ခွန်ကိုတုံညာ293ညာလေးတက်ရှောင်း WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဆရာ TikTok Messenger မှာလည်းဧည့်သည်လက်မခံပါဘူး7902904160တလုံးနဲ့တာတုံးချောင်းဆရာက ပြောလိုပါတယ်ခင်ဗျာ။ကောင်းပြီ။မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စပြောဆိုတဲ့အခါအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်တော့မိမိရဲ့ လုပ်ငန်းကိစ္စအောင်မြင်စေရန်အတွက်ဆိုရင်ဘယ်ဘက်လက်ဘဝပေါ်မှာမိမိလိုရာကိစ္စလေးကိုအတူကျုံရေးလိုက်ပါအမှရည်စားရပါစေရှင်းသူကြံပြန်ကြိုက်ပါစေသို့မဟုတ်ငွေဝင်ပါစေငွေပတ်စံပြန်ရပါစေဆိုပြီးတော့ရေးပြီးတဲ့အခါမိမိညာမိမိလုပ်ငန်းမသွားမိမှာအိမ်ကနေလက်ခုပ်ခုနှစ်ချက်တီးပြီးတော့လိုပြောဆိုဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်အဆက်ဆက်ရရအစင်းပြေအောင်မြင်တိုးတက်စေပြီးတော့ ဒီတလတာလုံးကန်စတာကောင်းစီရအတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျာမိမိအနေနဲ့မိမိရဲ့လက်လာပါးတွေပွင့်လန်းစေပြီးအယောင်းအတွက်အယောင်းထွက်စေပြီးကန်စတာအားကောင်းလာစေရန်အတွက်ဆိုလို့ရှိရင်တော့ဘာမှမခက်ပါဘူးတကြားလုံးကလေးတွေဖြစ်စီချိုကျင်ကလေးတွေကိုဖြစ်စီမိမိအနေနဲ့လမ်းမှာတွေ့ရခလေးငယ်လေးတွေကိုကျွေးခြင်းဖြင့်ကံကောင်းပြီးတော့အဆင်ပြေပြီးတော့တိုးတက်စေပြီးတော့ အဆက်ဆက်ရအဆင်ပြေပါလိမ့်မယ်ပြန်ပြောပြပါမယ်ခလေးငယ်တွေကိုရှုံခြင်းကြွေးခြင်းဖြင့်ခလေးငယ်တွေကိုရှုံခြင်းကြွေးခြင်းဖြင့်ငွေဝင်နိုင်မှာအကြောင်းဆရာကပြောရင်းနဲ့တနင်္လာသာသမီမိတ်ဆွေတွေအားလုံး2025ခုနှစ်မတ်လအတွင်းမှာတကယ်ကိုယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီတဲ့အခါအောင်မြင်မှုအလီလီပိုင်းဆိုင်ကြပါစီအကြောင်းဆရာကဆူတောင်းထောပနာပြုရင်းနဲ့အင်္ဂါတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ